ညနေချိန်လမင်းကြီးရဲ့အလင်းရောင်ဟာအိမ်ဟောင်းကြီးရဲ့နံရံတွေပေါ်ကိုဖြတ်ကျော်ပြီးမိုင်းတိမိန်တာကြလာတဲ့အိမ်ရှိကတိပင်ကြီးရဲ့အရေးတွေဟာလေရိုးနဲ့အတူလှုပ်ခတ်နေတဲ့တခါတလေလူတန်ခံလိုပါပဲမိုးမင်းထိုအိမ်ဟောင်းကြီးရဲ့အိတ်ခမ်းထဲမှာစာအုပ်တအုပ်ကိုလမ်းကြည့်ရင်းအာယုံမဆိုင်မိတော့ပဲပြတင်းပေါက်ကနေအပြင်ကိုနင်းမောနေမိတယ် ီအိမ်မှာတခုခုမမှန်ဘူးသူ့ရဲ့အတွေးကိုဖျက်တမ်းသွားတဲ့အတန်တခုဟာလေရဲကနေပြေးလွှားသွားသလိုပါပဲမိုးမင်းဟာသူ့ရဲ့ညီအကိုတော်တူဖြစ်တဲ့ဇာနီရဲ့ဒေဆုံးမှုကြောင့်ဒီအိမ်ကိုဆက်ခံခဲ့ရတာပါဒါပေမဲ့ဇာနီဒေဆုံးခါနီးမိုးမင်းညဘက်မှာမောင်နေတဲ့အခန်းထဲမဝင်နဲ့လိုဒရီပေးခဲ့တဲ့စကားဟာသူ့နှလုံးသားထဲမှာအခုထိနာကျင်နေသေးပါပဲအဲ့ဒီမှာပဲ အင်းရဲ့အောက်ထပ်ခမီးချောင်းတစ်ချောင်းဟာတဖြည်းဖြည်းမိန်လာပြီးငိမ့်သွားတဲ့မိုးမင်းရဲ့နှလုံးခုန်တန်ဟာမြင်လာတဲ့သူဟာအိတ်ခမ်းရဲ့တံခါးကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီးတောခတ်လိုက်တဲ့ဒါပဲမဲ့တချက်တချက်တံခါးကိုတစုံတယောက်ကဖြည်းဖြည်းချင်းခောက်နေတယ်မိုးမင်းရဲ့ချွေးတွေဟာနဖူးပေါ်ကနေစီးကြလာတဲ့သူ့ရဲ့အသက်ရှူတန်တွေဟာကြမ်းတမ်းလာပြီးလက်တွေကတုံနေတယ်။ဘယ်သူလဲ သူဟာတံခါးနဲ့နီးနေရဲ့စားပွဲပေါ်ကတားတစ်ချောင်းကိုကောက်ယူလိုက်တဲ့တံခါးခေါက်တန်ဟာရက်သွားပြီးအစာထိတ်လန့်ဖွဲ့တန်နဲ့ရီနေတဲ့အတန်တစ်ခုမိုးမင်းဟာခြေလန်းတွေကိုနောက်ပြန်ဆုပ်လာပြီးပြတင်းပေါက်ပတ်ကိုလက်ကြည့်လိုက်တဲ့ပြတင်းပေါက်ရဲ့ဖန်သားပေါ်မှာအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာအဲ့ဒီမျက်နှာဟာဖြူဖြော့နေပြီးမျက်လုံးတွေကတော့အမင်းရောင်ပိုင်းကြီးတွေနဲ့ပြည်နေကပြုံးနေတယ်လို့ပါပဲဇာနီမင်းကိုငါတတ်ခဲ့တာမဟုတ်ဘူး အဲ့ဒီအတန်နဲ့အတူပြတင်းပေါက်ဖန်သားဟာအကွဲတံတွေနဲ့ကွဲထွက်သွားပြီးအေးဆက်တဲ့လက်တဆုံဟာမိုးမင်းရဲ့လက်ဘင်းကိုဆုပ်ကင်လိုက်တယ်။အသက်ရှူအသက်ရှူမိုးမင်းဟာအိယာရဲကနေလန်ပြီးထိုင်လိုက်တဲ့သူ့ရဲ့အင်ဂျီဟာချွေးစည်းတွေနဲ့ရွှဲနေပြီးနှလုံးခုန်တံကတော့မြန်ဆန်နေသေးပါပဲ။အိမ်မလား။ဒါပေမဲ့သူ့လက်ဘင်းမှာနာကျင်မှုတစ်ခုကို ခံစားနေရတဲ့မန်ရှိကိုသွားပြီးကြည့်လိုက်တဲ့အခါလက်ချောင်းရစ်တွေ သူ့လက်ပင်းမှာညိုမြင့်နေတဲ့အရစ်တွေကိုတွေ့လိုက်ရတယ်။ထိုအချိန်မှာပဲသူ့ရဲ့ဖုံးမှာအတန်တခုထွက်လာတဲ့စာတစ်စောင်။မင်းကိုငါရှာရွေ့ပြီ။မိုးမင်းဟာဇာနီရဲ့တေဆုံးမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစူးစောင်းမှုဆုံးဖြတ်လိုက်တဲ့ဒီအိမ်ဟောင်းကြီးမှာရှုံးဝက်ချက်တခုခု ရှိနေရဲဆိုတာသူသိလာပြီ။ညဖက်မှာသူဟာမိအိမ်တလက်နဲ့အိမ်ရဲ့မောင်းနေတဲ့အောက်ထပ်ကိုဆင်းသွားတဲ့အောက်ထပ်ကတံကားဟာဖွင့်ပြီးသားဖြစ်နေတဲ့အတွင်ဘက်မှာ ဓာတ်ပုံတွေဇာနီရဲ့ဓာတ်ပုံတွေဒါပေမဲ့ဇာနီနဲ့အတူပါနေတဲ့အမျိုးသမီးတယောက်ရဲ့မျက်နှာကိုသူမှတ်မိတယ်ဒါဟာသူတို့ရဲ့အတော်ဖြစ်တဲ့ဒေါ်တန်းသေးပါဒါပေမဲ့ဒေါ်တန်းသေးဟာလွန်ခဲ့တဲ့30နှစ်ကလေးကတည်ဆုံးခဲ့ပြီးသားဖြစ်တယ်မိုးမင်းဟာအဖြစ်ဖြစ်နဲ့သဘောပေါက်လာတဲ့ဇာနီဟာသူတို့ရဲ့အတော်ဖြစ်သူဒေါ်တန်းသေးကိုတတ်ခဲ့တာပါဒါကြောင့်ဒေါ်တန်းသေးရဲ့အလောင်းဟာဒီအိမ်ရဲ့နေရန်ထဲမှာနှမြုပ်နေတာပါ မြို့ဘက်မှာမိုးမင်းဟာနယံတစ်ခုကိုဖြိုဖျက်ပြီးအလောင်းကိုတွေးလိုက်ရတယ်ဒါပေမဲ့အလောင်းဟာမပုတ်မတိုးပဲအိမ့်နေတယ်လို့ပါပဲထိုအချိန်မှာဒေါ်သန်းထေးရဲ့မျက်လုံးတွေဖွင့်လာပြီးနေကောင်းလားဒါလေမိုးမင်းရဲ့အော်ဟစ်တန်ဟာမြို့ဘက်တစ်ခုလုံးမှာပြန့်နှံ့သွားတယ်မိုးမင်းရဲ့အော်ဟစ်တန်ဟာလေရဲမှာလွင့်ပြောက်သွားပြီးအိမ်တစ်ခုလုံးငြိမ်သက်သွားတယ်ဒေါ်သန်းထေးရဲ့အလောင်းဟာဖြည်းဖြည်းချင်းထိုင်လာပြီးမျက်လုံးတွေကမိုးမင်းကိုစိုက်ကြည့်နေတယ်ဒါငါသာ အတန်ဟာချုံ့မွေ့နေပေမဲ့အတွင်းမှာဒုံလုတ်ဖွဲရာအေးဆက်မှုတစ်ခုရှိနေတဲ့မိုးမင်းဟာနောက်ပြန်ဆုပ်ရင်းနံရံနဲ့ကပ်မိတယ်။အထော့ဒါဘာဖြစ်နေတာလဲ။ဇာနေဇာနေကငွားကိုတက်ခဲ့တယ်။ဒေါ်တန်းထည့်ရဲ့အတန်ဟာရုတ်တရက်ကြမ်းတမ်းလာတယ်ဒါပေမဲ့ငါမသိခဲ့ဘူးငွားရဲ့အမုန်းစိတ်တွေကဒီအိမ်မှာကြံရစ်ခဲ့တယ်ငါပြန်လာခဲ့တာ။မိုးမင်းရဲ့မျက်လုံးတွေရဲ့မှာကြောက်ရွံ့မှုနဲ့နားမလည်နိုင်မှုတွေပြည်နေတယ်ဒါဆို။ ဇာနေကိုဘယ်သူတက်ခဲ့တာလဲဒေါ်တန်းထေးရဲ့နှုတ်ခမ်းတွေဟာနေကွေးစွာလှုပ်ရှားလာတယ်။နာတက်ခဲ့တာကုတ်ချိုးပြီးတက်ခဲ့တာမိုးမင်းဟာသူ့ရဲ့နှလုံးသားထဲမှာနာကျင်မှုတစ်ခုခံစားလိုက်ရတဲ့ဇာနီဟာသူတို့ရဲ့အတော်ကိုတက်ခဲ့တယ်ဒါပေမဲ့ဒေါ်တန်းထေးရဲ့အလောင်းဟာတရေဖြစ်ပြီးပြန်လာကဇာနီကိုလက်စားချေခဲ့တာပါ။ဒါဆိုအတော်ကငါ့ကိုလည်းတက်မာလား။ဒေါ်တန်းထေးဟာဖြည်းဖြည်းချင်းလက်တစုံကိုဆန့်ထုတ်လိုက်တယ်မဟုတ်ဘူး။ညာသား ငါမှာတခုတည်းသော တောင်းဆိုချက်ရှိတယ်။ဘာလဲအတော်နာလူမြောက်ချင်တဲ့ငါရဲ့အလောင်းကိုမီးသိမ်းကြုပ်ပေးပါ။ငါဒီအိမ်ကနေ ထွက်ခွာချင်တယ်။မိုးမင်းဟာဒေါ်တန်းထေးရဲ့အလောင်းကိုအိမ်ရဲ့နောက်ဖေးမှာမီးသိမ်းကြုပ်ပေးလိုက်တဲ့မီးတောက်တွေဟာညံ့ရဲ့အမောင်ကိုဖျက်ကျော်ပြီးမြင့်တက်သွားတဲ့ဒေါ်တန်းထေးရဲ့အတန်ဟာလေထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ကျေးဇူးတင်ပါတယ်။ဒါ မိုးမင်းဟာမျက်ရည်တွေနဲ့ဒူးထောက်လိုက်တဲ့သူဟာဒီအင်ရဲ့ရှိုးဝက်ချက်တွေကို နားလည်သွားပြီးဇာနီရဲ့အပြစ်နဲ့ဒေါ်တန်းထေးရဲ့ဝိညာဉ်ဟာအခုတော့ငြိမ်းချမ်းစွာထွက်ခွာသွားပြီဒါပေမဲ့မနက်ခင်းမှာမိုးမင်းဟာသူ့ရဲ့အိတ်ခမ်းတံခါးမလက်သေးရတွေနဲ့ချစ်ထားတဲ့အကြောင်းအရာတစ်ခုကို တွေ့လိုက်ရတယ်။မင်းကိုငါခွင့်မလွတ်ဘူး။မိုးမင်းရဲ့မျက်လုံးတွေကြက်လာတဲ့ဒါဟာဇာနီရဲ့အတန်ဆိုတာကိုမိုးမင်းသိလိုက်ပါတော့တယ်။